တို့ညာပြည့်တဲ့များအလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့မှလည်းကျွန်တော်ကဆရာချစ်ဆန်ဝင်းနဲ့လာမင်းအင်တို့ရဲ့နှလုံးသားမေတ္တာဆိုဆောက်တဲ့အစာစုလေးတွေကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတရားကကောက်ခံသည့်ယုံနေကလူလို့အမည်ရပါတယ်ခန်းစားနှားဆင်ကြည့်အောင်ခင်ဗျာတရားကကောက်ခံသည့်ယုံနေကလူ ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တံတားပေါ်တွင်တံတားကကောက်ခံသည့်ရုံးငယ်18ခုရှိ၏တံတားကိုဖြတ်ရန်တံတားကူးကကိုရုံးငယ်လေးများတွင်ပေးရ၏တံတားကူးကကောက်ခံသည့်ရုံးငယ်တိုင်းတွင် လူတယောက်စီရှိနေသည်ကာဒစည်းလာတိုင်းတံတားကူးကငွေအချို့ကိုတင်လိုက်နောက်ထိုကားကမောင်းထွက်သွားလိုက်နောက်ကာဒစည်းကလည်းထိုးဝင်လာလိုက်နှင့် တကယ်တော့ထိုအလုပ်သည်အတော်ညီငွေ့တရားကောင်းသောအလုပ်ဖြစ်ပါ၏သို့သောတနေ့တွင်တော့တရားကားကောက်ခံသောရုံးငယ်တစ်ခုအတွင်၌ကျွန်တော်သည် ဖြစ်ရဆန်းတစ်ခုကို တွေ့ခဲ့ရပါ၏တနေ့တွင်ကျွန်တော်သည်ပင်လယ်စာကိုဆန်ဖရန်စစ္စကိုမြို့၌စားရန်ထိုတရားကိုဖြတ်အသွားကားကားကောက်ခံသောရုံးငယ်တစ်ခု၏ရှေ့သို့အရောက်တွင် တွေ့ရသော ထူးခြားမှုဖြစ်ပါသည်ထိုထူးခြားမှုမှာတရားကူးကကောက်ခံသည့်ယုံငယ်အတွင်မှကျေလောင်သောဂီတတန်များကိုကြားလိုက်ရခြင်းဖြစ်ပါ၏ပါတီတစ်ခုသို့မဟုတ်မိုက်ကယ်ဂျစ်ဆင်၏ဂီတပွဲများလားဟုထင်ရလောက်အောင်ဂီတကမြန်လှပါသည် နောက်ကားများကလည်းရှင်းနေသေး၍ကျွန်တော်သည်ဂီတတန်များထုတ်ပေါ်နေသည့် တရာကူကကောက်ခံသည့်ထိုယုံငယ်အတွင်သူစူးစမ်းလိုသောစိတ်ဖြင့်ကြည်လိုက်ရာယုံအတွင်း၌လူတယောက်သည်ကိုင်းနေအောင်ကနေသည်ကို မြင်လိုက်ရပါ၏မကြည့်မငယ်နဲ့ဘာလုပ်နေတာလဲဗျဟူကျွန်တော်ကမေးလိုက်သည်ပါတီလုပ်နေတာလေဟူယုံအတွင်းမှလူကပြန်ပြောသည်ကြံတဲ့ဟိုယုံဘက်ကလူတွေကရောကျွန်တော်ကအခြားယုံငယ်များကိုလှမ်းကြည့်လိုက်သည် ထိုယုံငယ်များအတွင်းကတစုံတရာလှုပ်ရှားမှုမရှိဘဲမြိန်သက်နေသည်သူတို့ကိုမဟုတ်ဘူးလေကျွန်တော်ကသူ့ကိုအချားမေးခွန်းများမေးလို့သေးတော့လေတနေရာသူအလင်းစလိုရောက်လို့သောလူတစ်ယောက်ကကျွန်တော်နောက်မှ ကားဝင်းတီးစပြုတ်နေသဖြင့်ကျွန်တော်သည်ကားကိုမောင်းထွက်ခရသည်တို့ရာတွင်ကျွန်တော်ကစိတ်ထဲ၌တေးထားလိုက်သည် ဒီလူကိုနောက်တဖန်ရှာပြီးမေးအုံးမီဒီလူတွင် အစမ်းတကြဲကိစ္စတရားရှိနေကြောင်းသူ့မျက်လုံးများကဖော်ပြနေသည်မဟုတ်ပါလောလာနေငယ်ကြပြီးနောက်ကျွန်တော်သူ့ကိုတဖန်တွေ့ပြန်သည်ဤတချိန်လဲဂီတတန်ကကျဲလောင်စွာထွက်ပေါ်နေစေဖြစ်၏သူကလည်းပါတီလုပ်နေစေကနေစေဖြစ်ပါ၏ဘာလုပ်နေပြန်တာလဲဗျာ ျွန်တော်ကမေးမိပြန်သည်အရင်ခောက်ကလေးကခညာကိုကျွန်တော်မှန်းမိရတယ်ကျွန်တော်ကနေတော့ဝဲလေအရင်တခါကဝါတီညိုလုတ်နေတော့ဝဲဟူသူကပြန်ပြောသည်နေပါဦးကြမ်းတဲ့လူတွေကကောဟိုးခညာမေးတာအသာထားပါဦးဟိုးရုံးငယ်ဒီကိုကြည့်လိုက်ကောင်းလားခညာမျက်တိတန်းကဝါနဲ့တူတယ်သူက ရုံးငယ်တတိတသန်ကြီးကိုညွှန်ပြရင်မေးလိုက်သည်အဲ့ဓာတွေကရုံးငယ်တွေနဲ့တူတာပေါ့ဗျာမဟုတ်ဘူးလေစိတ်ကူးကြည့်ဖို့ပြောတာလားကဲပါဗျာကျွန်တော်လက်မြောက်ပါပြီခမည်းမျက်စိထဲမှာတော့ဘာနဲ့တူလို့လဲတောင်လိုက်ထောင်ထားတဲ့အခောင်းနေနဲ့တော့တူဘူးလားခမည်းဘာတွေပြောနေရလဲကျွန်တော်တက်တည်ကြပါမယ်မင်းနဲ့၈နှစ်ခွဲဆိုရင် အသိရှိတဲ့လူတွေဒီကားကကောက်ခံနေဂျုံနေကိုဝင်လာကြတယ်။ပြီးရင်သူတို့၈နာရီကြာအောင်တေးကုန်ကြတယ်။ညနေ၄နာရီခွဲဆိုရင်ဖုတ်ဝင်လာတယ်လို့သူတို့ပြန်ထွက်သွားကြပြီ။အိမ်ပြန်ကြရော၈နာရီလုံးလုံးအလုပ်ထဲမှာအုံနောက်ကတေးနေတယ်လေ။လူကားသာလှုပ်ရှားနေတာ။ကျွန်တော်ကတအံတော်ကြီးဖြစ်နေရသည်။ဒီလူကသူ့လုပ်ငန်းနဲ့ပတ်သက်၍ ဒသနတရားဖော်ထုတ်ထားပါတကားကျွန်တော်နောက်ထပ်မိကွန်းတစ်ခုကိုမမေးနိုင်မထိုင်နိုင်မေးမိပြန်သည်ခမားကြတော့ဒီလိုမဟုတ်ပါလားပျော်လို့ပါလားသူကကျွန်တော်ကိုကြည့်လိုက်ရင်ဒါကိုခမားမေးတော့မယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်ရည်ရွယ်ချက်ကတနေ့ကျရင်ကျွန်တော်ဟာအကကောင်းသူပြောက်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကနေတာကျွန်တော်အကလေးကျက်နေတာအတော်ခရီးရောက်ပြီဆိုတာ ခညာယုံရဲ့လားဟူမေးပြန်ပါဤကျွန်တော်အံအားသင့်ပါဤလူ၁၆ယောက်လုပ်ငန်းခွင်တွင်တည်ဆုံနေကြချိန်တွင်၁၉ယောက်များလူကထတ်တူထမ်းများဖြစ်သောအခြေအနေတွင်အသက်ရှင်နေပြီးတက်လန်တစ်ခုကိုရှာကြံသည်ထို့လူကမိမိတူတဲ့ပါတီပွဲကျင်းပရင် အကလီကျင့်နေသည် ကျွန်တော်တို့ခမားတို့အတွက်ဆိုပါကထူပါတီသည်သုံးရင်းမြပင်ခံကောင်းခံပေမည် ပြင်းမှုဒီဟုသောတောင်ကြီးကိုမကျော်ဖြတ်နိုင်သဖြင့်လက်မြောက်ဖွယ်ရတာဖြစ်ပါ၏ကျွန်တော်တို့အလုပ်ကိုညင်းစရာကောင်းတယ်လို့လူတွေကပြောကြတယ်ကျွန်တော်ကတော့ဒီလိုမမြင်ပါဘူးကျွန်တော်ငွေကောက်ခံတဲ့ယုံလေးတွေက လေးဘက်သလုံးမှန်နေကြည့်ပဲဆူယောင်ဂိတ်တရာကြီးကိုရောဆန်ဖရန်စစ္စကိုညို့ကိုရောဘာဝယ်လီတောင်ကုန်းတွေကိုရောမြင်နေရတယ်အနောက်ကွာရဲ့ထဝက်က ီလိုကအလားရှိကိုရောက်လာကြတယ်ကျွန်တော်ကလည်းနေတိုင်းအေးအေးဆေးဆေးလမ်းလျှောက်လာပြီးအကလေးကျင်တယ်လေကျွန်တော်အလုပ်ကဘလောက်ပြောစရာကောင်းလဲဟုတ်ဆိုပါ၏သူသည်သူ့အလုပ်ကိုပြောစရာဖြစ်အောင် ဖန်တီးရင် အကကောင်းသူတူဦးဖြစ်အောင်ကြိုးစားနေသည် အမှန်တကယ်လဲဒီလူကိုတီဗီဖန်သားပြင်ပေါ်တွင်အလုံးကဝိုင်းပြီးငေးကြည့်ရမည်အကအကြုံမော်တယောက်ဖြစ်လာနိုင်မည်ဟု ျွန်တော်ကယုံကြည်ပါ၏ဒီလိုဆိုရင်တော့ဘယ်လုတ်ကိုပြင်းပြကြီးစိတ်ယုတ်ကြီးလို့ပဲပြောเสียရရှိမည်နီဒီလိုဆိုရင်တော့ကျိုးအလုတ်ကဇယ်စစ်တယ်လို့လုပ်နေရတာအချားလုတ်တစ်ခုပြောင်းဖို့ဘယ်မှာ အချိန်ရှိမှလဲလို့ဘသူကပြောပါဦးမည်နီဒီလိုဆိုရင်တော့လေအလုတ်သစ်တစ်ခုပြောင်းလို့ဖို့ဆိုတာအဲ့ဒီအလုတ်သစ်မှာလုတ်ကင်နိုင်ဖို့လေ့ကျင့်ဖို့လိုသေးတယ် အလုတ်တစ်ဖက်နဲ့ဘလို့လေးချင်းမှုတွေလုပ်ရမှာလဲလို့စင်ကြေပေးဦးမလားပြောပါဦးကျွန်တော်ကတော့အဲ့ဒီလူဟာအခုလောက်ဆိုရင်ကာပွဲယုံနဲ့ရောက်နေပြီးဝင်ငွေလဲကောင်းကောင်းရနေပြီလို့ထင်တာပါပဲဗျာဆရာချစ်ဆန်ဝင်လာမင်းအိမ်နှလုံးသားမေတ္တာစာအုပ်မှာ ကြုံကြိုက်တယ်လို့ကျင်နာမှုကိုပြပါလို့အမိရပါတယ်။နားစင်ခံစားကြည့်ကြရအောင်ခင်ဗျာ။ကြုံကြိုက်တယ်လို့ကျင်နာမှုကိုပြပါဆန်ဖရန်စစ္စကိုမြို့ဤစောင်းရာသီနေ့တစ်နေ့တွင်ဖြစ်ပါ၏ကာနောက်ဖက်တွင်ခရစ်စမတ်လက်ဆောင်များတပုံတပိန်ကြီးဖြင့်အနီယာဝင်တာကားလေးကို မောင်းနှင်လာသောအမျိုးသမီးတစ်ယောက်သည်ပင်လေဩဒရာ၏ဖြတ်ကူးကကောက်ခံသည့်ယုံတို့ရောက်ပြီးကျမအတွေ့ရဲ့နောက်ကျမနောက်ကကားချောက်စင်အတွေ့ရဲ့ကြာတဲ့လောက်ယူထားလိုက်ပါရှင်ဥဆိုကပိုက်ဆံအရွက်ကြီးတစ်ချပ်ကိုပေးလိုက်၏ထိုအမျိုးသမီးသည်အန်းငွေကိုလက်ခံပြီးသည်နှင့်မောင်းထွက်သွားပါ၏ထိုအမျိုးသမီးထွက်ခွာသွားပြီးနောက်ကားမောင်းလာသူ6ယောက်တို့သည် တယောက်ပြီးတယောက်ဒေါ်လာချို့ကိုကင်ကာအကောက်ယုံတို့ရောက်လာကြ၏ငွေကောက်ခံသူက ရှိကသွားတဲ့မျိုးသမီးတယောက်ကခမရတို့အတွက်ကားဖြတ်ကူကအားလုံးကိုပေးပြီးသွားပေးပါပြီပျော်ရွှင်တဲ့နေ့တစ်နေ့ဖြစ်ပါသည်ခမဟူဆိုလိုက်သောအခါသူတို့အတွက်တရာကူကပေးသွားသောအမျိုးသမီးကားကိုပင်မမြင်လိုက်ရတော့ပါ ဝန်တာကားထဲမှအမျိုးသမီးသည်ယနေ့ပင် ကျုံတလူကျင်နာမှုပြပါဟုသောစကားလေးတရက်ကိုတငယ်ချင်းဖြစ်သူဤရေခဲတက်တာပေါ်တွင်ကတ်ထားခဲ့သည်ကိုမြင်ရမှထိုစာသားကိုချစ်ချင်းလက်တွေ့အကောင့်တဲဖော်လိုက်ခြင်းဖြစ်ပါ၏ဂျူရီဖုံမင်ကလည်းထိုစာသားလေးကိုကုံလောင်ယုံတီယုံဤနိုင်ရန်ပေါ်တွင်တွေ့ခဲ့မိရမှသဘောကျပြီးမိမိရေးသမျှစာများအလုံးဤအောက်တွင်ထိုစာသားလေးကိုအမြဲရေးသားခဲ့၏ ဂျူရီဖုံမင်က ထိုစာသားလေးဟာကောင်းကင်ဘုံကပါလိုက်တဲ့စာသားလေးပဲဖြစ်ရမည်ဟုဆိုပါ၏။သူမ၏ခင်ပွင်းဖရစ်ကလည်းထိုစာသားကိုကြိုက်လွန်းလှသဖြင့်သူတင်ကြားနေသော ခုနှစ်တန်းကလေးများ၏စာသင်ခန်းနိုင်ရန်တွင်ရေးကပ်ထားလိုက်သည်။စောင်းပါရှင်ဖြစ်သောကျောင်းသူတယောက်၏မိခင်က ထိုစာသားကိုသဘောကျနှစ်ချိုက်သဖြင့်တည်င်းစာတွင်ထည့်သွင်းဖော်ပြလိုက်သည်။ နှစ်ကြာသောအခါထိုစာသားနှင့်ပတ်သက်၍သူမ၏မိတ်ဆွေတူဖြစ်သူအန်ကဒီစာသားနှင့်ပတ်သက်တဲ့ကျမအယူဆကဒီလိုလေပြုလုပ်တဲ့နယ်ပွားများတဲ့နယ်လို့စိတ်ထဲမှာထင်တဲ့အရာမှန်သမျှကိုကြုံတယ်လို့ပြုလုပ်လိုက်ပါဆိုတာပါပဲဟုပြောပြသည်တဲ့နုံချာဟောင်းနှားနေသောကြောင်များသို့သွားရောက်ပြီး စာသင်ခန်းများကို စေတုပ်ခြင်းနှင့် စင်ရဲသားရွက်ရှိအိမ်များဤမိဖို့ကြောင့်သပွဲများပေါ်တွင်ပူပူနွေးနွေးစားတောက်ဖွဲရများကိုသွားရောက်တင်ထားခြင်း၃မာနာကြီးသောအဖွားဟိုတယောက်ဤပိုက်ဆံအိတ်ထဲသို့ပိုက်ဆံကိုမတိအောင်ထည့်ထားခြင်းစသည်တို့ပါဝင်သည်ဟုဆိုပါ၏မကောင်းမှုအကုသို့ဆိုတာစင်ကဲစင်ကဲပွားများတတ်တဲ့သဘောရှိသလိုကျင်နာခြင်းကလည်းစင်ကဲစင်ကဲပွားစည်းလာတတ်တဲ့သဘောရှိပါတယ်ဟူ အန်ကဆိတ်၍ပြောဆိုသည်မကြမီထိုးစားသားသည်ကားပံပါများပေါ်တွင်ကတ်စာရန်များအဖြစ်၎င်းစာများနှင့်အလုတ်ကင်လိပ်စာကပ်ပြားများ၏အောက်ခြေတွင် ထဲ့သွင်းရေးသားချခြင်းဖြင့်၎င်းပြန့်နှံ့သွားသည်ထိုးစားသားပြန့်နှံ့တကဲ့သို့ကောင်းမှုကုသိုလ်အတွေ့မြုံမှန်းခြင်းများလည်းပြန့်နှံ့လာသည်ပိုဟန်မြို့တွင် လူတယောက်ကတစိမ့်လူတယောက်၏ အချိန်စေ့ကနီးဖြစ်နေသည့်ကားရနာချိန်ပြမီတာပုံးတဲ့သို့အချိန်မီငွေအကျွေစေးထဲ့သွားသည်ဗတာစင်မြို့တွင်ရေပုံးများတပည့်စီများကင်ဆောင်လာကြသော လူတရာစင်ကအုံမင်းဟောင်းနှားနေသောအိမ်တလုံးကို အမိုးမစာပြီးအောက်ခြေထိတန်ရှင်ရီပြုလုပ်ပေးကြရာ ပိုင်ရှင်များဖြစ်သော အာအင်ချိုးတဲ့နေသည့်အစ်စ်ကြီးရွယ်အိုများကအံအားသင့်ပြီးပြုံးကြည့်နေကြသည် ရှီကာဂိုမြို့တွင်စေကျော်သည့်လူရွယ်လေးတယောက်ကသူ့အိမ်ကြီးကားအဝံထွက်လမ်းကိုကောပြားဖြင့်မြှိသည်ပြီးနောက်ဘသူမှကြည့်မနေပါဘူးဟုသောအတွေ့ဖြင့်အိမ်ကြီးချင်းများ၏ကားအဝံထွက်လမ်းကိုပါစစ်ပြုပြင်လိုက်သည်ဆိုသောသတင်းများဆက်၍ဖြစ်ပေါ်လာခဲ့၏လှပသောစိတ်စေတနာ အရင်ခံသည့်အပြုမူလေးများသည်ကူးစစ်တတ်သည် လူတယောက်သည်လမ်းဘေးတစ်လျှောက်တွင် နှမ်းပန်းအဝါများကိုစိုက်နေသည် စီရတဲမျိုးတွင်လူတယောက်သည် သူ့ကိုယ်သူ တကိုယ်တော်တန်ရှင်းလှူသားအဖြစ်ခန့်အပ်ပြီးတောင်ကုန်းများတလျှောက်အမိုက်များကိုလိုက်ကောက်သည်အတ္တလန်တာမျိုးတွင်လူတယောက်ကပန်းကြံအတွင်းရှိထိုင်ကုန်တစ်ခုမှလက်စော့ရည်ထားသောစာများကိုဖျက်သည်ပြောရှင်စိတ်ကိုမမွေးညူပဲနှင့်မြည်သူမျှမပြုံးနိုင်ပါလောကကြီးသည် အနှဲငယ်မျ ်ပို၍နေခြင်းစပွဲကောင်းသည်နှင့်ဒုက္ခဒုက္ခများသည်လျော့ပါသွားရသည်မည်ဖြစ်ပါသည်ကျင်နာမှုတရားကိုလက်ခံရရှိသူတို့အနေနှင့်ထိုသူ၏အသေးနှလုံးတွင် ပီတိလှိုင်းကလေးများ ဝင်ဆောင်သည်ကို မခံစားရဘဲနေရမည်မဟုတ်အကယ်၍သင်သည်တရားဖြတ်ခပေးခြင်းခံရသည့်ကာမောင်းသူတယောက်ဖြစ်နေပါက နောင်တွင်သင်သည်လဲထိုကဲ့သို့ပြုမှုလိုစိတ် ပေါ်လာနိုင်မည်ဟုမိသူပြောနိုင်မည်နီတစုံတယောက်ကို ဖြတ်သောဖြတ်လာကြုံကြိုက်သည့်အခါလက်ပြနှုတ်ဆက်ခြင်းပင်ပန်းနေသောစာရေးဆရာတယောက်ကိုပြုံးပြခြင်းများသည်ကြုံကြိုက်သလိုကျင်နာမှုကို ပြသခြင်းဖြစ်ပါ၏ကျွန်တော်တို့ကြုံကြိုက်သလိုကျင်နာမှုကိုပြကြပါစို့ဆရာချစ်ဆောင်ဝင် လာမင်းအိမ် နှလုံးသားမေတ္တာစာအုပ်မှာခံစားနှဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများ í တင်ပါတယ်ခင်ဗျာတို့မြတ်ပရိသတ်များအားလုံးပဲဘေးကင်းကြမှာကြပါစေခင်ဗျာ dunya beta mya khmyar မူရင်းစာရေးဆရာ Chicken Phi နဲ့ Ma Better Hinsen တို့ရဲ့ Chicken Soup for the Zoo ဆိုတဲ့စာအုပ်လေးကိုနှလုံးသားမေတ္တာအမိနဲ့ဆရာချစ်ဆိုင်ဝင်တဲ့ Lamin Aino ကဘာသာပြန်ထားဖြစ်ပါတယ်ဒီစာအုပ်လေးထဲကမှကျွန်တော်က Grand Seeyong ကိုနေ့စဉ်သွားပါမည်ဆိုတဲ့စာစုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရန်စီယုံကိုနေစဉ်သွားပါမည် ကောင်းမှုတစ်ခုပြုလုပ်ခြင်းသည် ကောင်းကျိုးတစ်ခုကိုပေးအပ်သည်ဆိုသောကိစ္စကိုကျွန်တော်ယုံကြည်ပါသည် ထိုကိစ္စကလည်းကျွန်တော်ကိုယ်တွင်ဖြစ်ရဖြစ်သည် ကျွန်တော်အလုတ်ကင်ကအိုဟိုင်းယိုးပြည်နယ်ကိုလံဘန်းမြို့တွင်နာမည်ကြီးဓာတ်ပြတဲ့ချင်းများကိုရေဒီယိုမှတဆင့်မိတ်ဆက်ပေးသောအလုတ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သည်ကျွန်တော်ညနေညနေလှုပ်တတ်သောကိစ္စတရားမှာအလုံးမအိမ်တို့အပြန်လန်းတွင် တက်ကတူစီယုံဒုမဟုတ်ဂရန့်စီယုံတို့ဝင်၍လူနာများဤအခမ်းများတဲ့သူဝင်ကလူနာများကိုအားပေးခြင်းတရားဓမ္မကျမ်းစာများဖတ်ပြခြင်းစကားသမီးပြောခြင်းစသည့်အလုပ်များကို လုပ်တတ်ပါသည် ထိုကိစ္စကို ကျွန်တော်ပြုလုပ်ရသည့်အကြောင်းမှာစီယုံပေါ်တွင်စိတ်အားငယ်နေကြရှာသောလူနာများခေတ္တခဏ ဝေဒနာကိုမေ့ပြ၍စိတ်ချမ်းသာမှုအနှဲငယ်များရလိုရာများဖြစ်ပါသည် ထို့ပြင်ကျွန်တော်သည်ငွေကြေးကုန်ကျမှုလည်းမရှိဘဲအခြားတစ်ပါးသူများစိတ်ချမ်းသာမှုရရှိခြင်းဖြင့်ကျွန်တော်လည်းကျေနပ်ကြည်နူးမှုရရှိခြင်းသည်ဒုက္ခိစနှင့်ပတ်သက်၍ကျွန်တော်ထားရှိသော အကြီးမားဆုံးရည်မှန်းချက်ဖြစ်ပါသည်သို့သော ထိုလှုပ်ဆောင်မှုသည်ကျွန်တော်အသက်ကိုကယ်လိုက်သည့်ကိစ္စကျွန်တော်လူဘဝတွင် အသက်ဆက်ရှင်ရလအောင် ကြီးကျယ်သောအထောက်ပံ့ကို ဖြစ်စေမီကိစ္စဖြစ်လာလိမ့်မည်ဟု ကျွန်တော်လုံးဝမျှော်လင့်မထားသည်မှာ အမှန်ဖြစ်ပါသည်ညနေအလုံးမအိမ်အပြန်ဆေးရုံပေါ်တည်၍အာဘေစကားပြောကြားသောကိစ္စသည်ကျွန်တော်အသက်ကိုကယ်ဆယ်ခဲ့သည်မှာအမှန်ဖြစ်ပါသည်တညနာနေ့နှစ်နာရီလောက်ညမှောင်မှောင်အိမ်သို့ပြန်လာစဉ်ဖြစ်ပါသည် ထိုနေ့ကညကလတ်တစ်ခုတွင် အခမ်းအနားမှုအဖြစ်လုပ်ကင်ရသဖြင့်ကျွန်တော်ညနေမှပြန်လာရခြင်းဖြစ်ပါသည်ထိုနေ့ညကကျွန်တော်အိမ်သို့ဝင်လိုက်ပြီးတကားဝကိုဖွင့်လိုက်သည်နှင့် ကျွန်တော်အိမ်နဘေးမှနေ၍လူငယ်တယောက်ရုတ်တရက်ပေါ်လာပြီးခမရလက်စ်ဘရောင်းလာဟုမေးပါ၏ကျွန်တော်ကအချိန်မတော်လူသိန်းတယောက်အိမ်ဘေးမှလာရပြီး မေးလိုက်သောကြောင့်အံအားသင့်နေတော်လဲ ဟုတ်ပါ रे ခမညာဟူအမှန်ကိုပြောလိုက်မိပါဤခမညာနဲ့စကားပြောစရာရှိတယ်ခမညာနဲ့စရင်ရှင်းဖို့ကျွန်တော်ရောက်လာတာပဲတဖက်လူကြီးစကားသည်ရံပြုလို့တော့အုံနှုံပါဝင်တော်လဲခက်ထံမှာကြောချင်းမရှိသည့်အဖြစ်ကိုကကျွန်တော်တွေ့ရပါဤကျွန်တော်သည်တသိန်းတရံဆန်ထူပုတ်ကိုနှင့်ကြီးစွာတည်ထားရမည်အန်ဒေတစုံတရာပါဝင်နေသည်ကိုကကျွန်တော်သိပါဤ ကျွန်တော်ခမားကိုလည်းမသိရပါလားမသိတဲ့ကျွန်တော်နဲ့ခမားဘာစီရင်ရှင်းရလိုပါသလဲဒီလိုလေဒီဟိုလာပြီးဖြောပြီးမဲ့အဖွဲတစ်ခွဲကိုခမားကအစစ်မှန်မဟုတ်ဘူးလို့ရေဒီယိုပြောခဲ့တဲ့အတွက်ကမကထလုတ်တဲ့သူတွေကငွေကြေးများစွာနင့်နာထိခိုက်ပြီးမကြေမနပ်ဖြစ်ခဲ့တဲ့အကြောင်းခမားသိမှာပေါ့ခမားကျွန်တော်ကိုတခခုလုံးမလုပ်လားအမှန်ပဲပေါ့အဲ့ဒီငွေကြေးနင့်နာတဲ့အဖွဲက ခမောက်ဆုံးသွားဖို့ကျွန်တော်ကိုငှားခဲ့တာပဲဒါဆိုကျွန်တော်အသက်ကိုအန်တယ်ပြုတော့မှာပေါ့ကျွန်တော်ကသူတို့ကိုနင့်နာစေလိုတဲ့သဘောနဲ့ပြောခဲ့တာမဟုတ်ပါဘူးအလိုသဘောအရာပါကျွန်တော်မတည်ပြရစီနေဗျာကျွန်တော်ခမောက်တောင်းမှန်ပါတယ်ဘာပဲဖြစ်ဖြစ်လေတကယ်တော့ကျုပ်ဟာခမရဲ့ကေတင်ရှင်ပဲကျုပ်ဟာခမမတည်ရအောင်ရောက်လာတာပဲ ကျွန်တော်ဘာမှနားမလဲတော့ပါလားဗျာဒီလိုလေးကျွန်တော်ထောင်ထဲမှာရှိနေတော့ကျွန်တော်အမေကဂရန့်ဆေးရုံမှာတက်နေတယ်အမေဆေးရုံမှာတက်နေတဲ့အခါတနေ့လက်စ်ဘရောင်းဆိုတဲ့လူရောက်လာပြီးစကားသမီးပြော ကျန်းစာတွေဖတ်ပြတာငါသားငါသားအမေဘေးရောက်နေပြီးကျန်းစာဖတ်ပြနေတယ်လို့ခံစားရတယ်လို့အမေကစာရေးတယ် ဂီတာမူတရားကသူ့ကိုမတီးပဲနဲ့သူ့ကရင်ဘေးထီလာပြီးအားပေးတဲ့စကားမျိုးကို သူသားရင်ဖြစ်တဲ့ကျုပ်ကျုပ်မရောက်လာနိုင်တဲ့အချိန်မှာခမရဲ့အပြုတ်မှုကို အမေကလေးလေးဆဆအတိမတ်ပြုပြီးအမေစိတ်ထဲမှာခမရကိုတော်တော်လေးဆွဲလာနေတယ်။ထောင်ထဲကကျုပ်စီကိုဒီအကြောင်းတွေအမေကစာလန့်ရေးတယ်။ဒါကြောင့်ကျွန်တော်လည်း ထောင်ထဲကထွက်လာရင်ခမည်းကိုလာတွေးဖို့ကျေးဇူးတင်စကားပြောဖို့စိတ်ကူးနေတာကျွန်တော်ထောင်ထဲကထွက်လာတော့အခုနအဖွဲကခမည်းကိုမေးလာအောင်တီးဖို့လူလိုက်ငှားနေတယ်ဆိုတာသိရတော့ကျွန်တော်လည်းဒီအလုပ်ကိုအပြေးလွှားလက်ခံပြီးခမည်းစီကိုလာခဲ့တာပဲဒီအလုပ်ကိုတခြားသူတူကလက်ခံလိုက်တယ်ဆိုရင်တော့ဒီညဒီလေကားမှခမည်းပုံလျက်သားလဲနေလောက်ပြီး ကံကောင်းရင်တော့ခမရအသက်ရှင်မှာပေါ့အခုတော့ခမရအသက်ကယ်ဖို့တက်တက်ဒီအလုပ်ကိုကျုပ်လက်ခံခဲ့ပြီးပြီအင်းလေခမရကျွန်တော်အမေကိုဓမ္မကျမ်းစာတွေဖတ်ပြီးစိတ်ချမ်းသာမှုပေးခဲ့တာကိုဂျေစုတင်တဲ့အကြောင်းထပ်ပြောချင်ပါတယ်နောက်ပြီးတော့ခမရတပတ်ဆက်ရဲ့လောက်တော့အိမ်ထဲမှာအောင်းနေဖို့လိုတယ်ခုဆိုက ထိုလူသည်မှောင်ရိပ်ထဲသို့ဝင်သွားပါတော့၏တကယ်တော့ဂရန့်စေယုံတွင် ကျွန်တော်ဓမ္မကျမ်းစာတွေဖတ်ပြခဲ့သည့်လူနာများအားပေးစကားပြောခဲ့သည့်လူနာများက အတော်များပါသည်ဤပုဂ္ဂိုလ်၏အမိသည်မိသူမျိုးဝါဖြစ်မည်ကို မမှတ်မီသို့သောထို့သူကျွန်တော်အားပေးစကားပြောခဲ့သောလူနာတအူးကကျွန်တော်ကိုကယ်တင်ခဲ့တာတော့အမှန်ဖြစ်သည် ထို့နောက်တော့ဂရန့်စီယုံကိုနေတင်သွား၍လူနာများကိုအားပေးစကားပြောသောလူကိုတိုး၍တိုး၍လှုပ်ဆောင်နိုင်ရန်ကျွန်တော်ဆုံးဖြတ်ခဲ့ပါ၏။ဆရာချစ်ဆံဝင်လာမင်းအိမ်နှလုံးသားမေတ္တာစာအုပ်မှာ က်လက်ပြီးတော့ကျွန်တော်ကမตายရသောနေ့ဟူ၍မရှိဆိုတဲ့စာစုလေးကိုလည်းဖတ်ပြပေးခြင်းပါတယ်မตายရသောနေ့ဟူ၍မရှိကျမဤချောင်းနဲ့ရွယ်တမင်းငယ်ကယ်လီသည်ကလေးစေးုံတွင်ဒုတိယအကြိမ်နှလုံးဖွင့်၍ခွဲစိတ်ကူးသားမှုကိုခံယူအပြီးပြန်လဲနလန်ထဆအကြိမ်ဖြစ်နေပြီးကယ်လီအားအထူးဂယုဆိုင်ကူးသားဆောင်မှနေ၍ အပြင်ခန်းမှသို့ပြောင်းရွှေ့ကအချားကလေးများနှင့်အတူထားခြင်းခံရသည်ထိုအချိန်တွင်ကယ်လီနီယာသောအခန်းနှင့်ကလေးအခန်းတွင်အာရန်အမည်ရှိ၆နှစ်အရွယ်ယောက်ျားလေးတစ်ယောက်သည် လူကီမီးယားခေါ်သွေးကင်ဆာဝေဒနာကို ခုခံတိုက်ခိုက်နေရသည်အာရန်ဒီလာစင်လာတိုင်းဤတစိတ်တေသအချင်းကို စေးယုံတွင်နေပြီ ဓာတုကုထုံနီဖြင့်ကုသမှုများကိုခံယူနေရသည်နေတိုင်းအာရန်ဒီကယ်လီဤအခန်းသို့အေးအေးလူလူလမ်းလျှောက်လာကလေပတ်လေးရှိသည်အာရန်ဒီဓာတုကုထုံကုသခြင်းများကိုခံစားနေရတော်ညာလဲအမြဲတမ်းပြုံ၍ပျော်ရွှင်နေတတ်သည်သူကသူဤဇလံအများအပြားကိုပြော၍ကျမတို့ကို나이ပေါင်းများစွာကြာအောင်ဖြောပြတတ်သည် မိမြပင်ခက်ခဲကြက်တဲ့သော အခြေအနေဖြစ်ပါစေ။အာရန်တွင် အပြုသဘောဆောင်စိတ်ထားနှင့်ဟာတညာကို ရှာသည့်ဤတဏီကရှိနေသည်။အမတ်တရားရှိနေမီထိုနေ့ကကျမသည်မောပန်းနှွမ်းနေပြီးကယ်လီဆေးရုံမှဆင်းခွင့်ရမည်အရေးတွေစိတ်မောနေသည်။အပြင်ဘက်ရှိမှိုင်းပြအုံဆိုင်နေသောရာသီဥတုကလည်း ကျမဤမตายရသောစိတ်ကိုမီးလောင်ရလေပင့်နေတကယ်သူရှိသည်ကျမကပြတင်းပေါက်တွင်မတ်တက်ရပြီးမိုးသားများအုံဆိုင်နေသောကောင်းကင်ကို ကြည်နေသည်တွင်အာရန်သည် နေသင်လာနေကြအတိုင်းဝင်ရောက်လာသည်ကျမကဤနေသည်မြင်မြစိတ်ဓာတ်ကြเสียရနေတနည်းဖြစ်ကြောင်းမှတ်ချက်ချပြောဆိုလိုက်ပါသည် ာရန်ကမူသူမျက်နာပေါ်တွင်အမြဲတမ်းပွင့်လင်းနေသော အပြုံပန်းကလေးတစ်ပွင့်ဖြင့်ကျမဘက်သို့လှဲ့ကာကျွန်တော်အတွက်ကတော့နေတိုင်းလှပနေတာပါပဲဟုရှင်ရှင်လန်းလန်းပြန်ဖြေပါသည်ထိုနေ့ကစပြီးနောက်ပိုင်းကျမအတွက်ဘယ်တော့မှမตายရသောနေ့ဟု၍မရှိတော့ပါအာရန်ခေါ် အလွန်ရဲရင်သော၆နှစ်သားကလေးပြောကြသည့်ပညာရှိစကားလုံးများကိုကျေးဇူးတင်စွာဖြင့်တတိယမိသည်နှင့်တပြိုင်နက်အဆိုးဝါးဆုံးနေ့များတည်ပင် ကျမအတွေ့ပျော်ရွှင်သည့်ခံစားမှုကိုတည်ဆောင်ပေးပါတော့သည်ဆရာချစ်ဆောင်လာမင်းအိမ်နှလုံးသားမေတ္တာစာအုပ်မှာ တသုံးတရာအကျိုးထူးလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာတို့များပြည်သက်များအားလုံးပဲဘေးကင်းကြမှာကြပါစီ